အလိုအစောကလိုင်းကိုကတိတ်နေမမ YouTube channel လေးကနေနှစ်ထွေးသားကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာတော့နန်းနန်လေးကပင်လယ်ပြားနဲ့တငါဦးဆိုတဲ့ဘာသာပြန်ဝတ္ထုတူလေးရဲ့အပိုင်း၃ကိုဆက်လက်ရပ်ဖတ်ပြပေးမှာဖြစ်ပါတယ်အရတဲရှိလူများမှာသူပစ္စည်းကိုယူမိသူများမဟုတ်ကြောင်းအသက်တည်တယ် တိုးတော်လည်းမိမ့်နဲ့မိမ့်တဲ့များကိုထားခဲ့ပါကလက်စော့ကျင်အောင်လုပ်ရကြမည်ဖြစ်တဲ့ပြင်လေထဲ၌မထားခဲ့ပေငှဥသားအဖို့အိုရင်တဲကုတ်ကလေးစီတို့လမ်းအန်တိုင်းထွက်လာခဲ့ပြီးဟင်းလင်းဖွင့်ထားတော့တကပဝါမှာအတွင်းတို့ဝင်ခဲ့တယ်အဖို့အိုသည်ရွက်လိုက်ထားတော့ရွက်တိုင်းကို အခန်းနောက်တွင်မိရွေးချလိုက်တယ်တငယ်ကတက်တာပုံကလေးနဲ့အချားပြစ်စင်းများကိုရက်တိုင်ပြည်တွင်ချလိုက်တဲ့ က်တောင်နေသည်တခန်းပွင့်ရင်တစ်ခုစာနေပါရှိတယ်။ကူအာနီဟုခေါ်တော့အုံမင်စီများကျဲစောက်ထားတယ်။တဲတဲ့တွင် ကတင်တလုံး၊ဆွပွဲတလုံး၊ကလတ်ထိုင်းတလုံးနဲ့မြေသားချမ်းပေါ်တွင်ပြုလုပ်သားသောမိသွေးမိဖို့တလုံးရှိတယ်။အမြင်ထူသောအုံလံများဆက်ရည်ကာရန်ထားတယ်။တဲ့နေရတွင်ဆေးရောင်ဆုံးချက်တာထားသောယေရှုခရစ်၏ပုံတော်တစ်ပုံနှင့်မေရိုကိုပါ၏ပုံတစ်ပုံကိုချိန်ထားတယ် ဤပစ္စည်းတွေဟာသားလေသူဇနီးတဲ့ရဲ့ပစ္စည်းတွေဖြစ်တယ်။တစ်ချိန်တော့ခါကတဲနေရန်တွင်ဆေးရောင်တွင်သာသောဇနီးတဲ့ဤတပုံကိုချိန်သားခဲ့တော့လေသူပုံကို ကြည်ရလေမှာစိတ်ထဲတွင်အထီးချံနိုင်လွန်းသဖြင့်ဖြုတ်ချလိုက်ပြီးအကန်းနောက်စင်ပေါ်မှာတခုတည်းသောဆက်အင်းဒီလက်လက်ကလေးဤအောက်တွင်ထိုးထားလိုက်တယ်။အဘမှာပါစားစရာရှိလဲဟုတငယ်ကမေးတယ်။ ဆန်ဝါထမင်းနဲ့ငါးဟင်းရှိတယ်။မင်းနဲ့နဲ့စားပါလောက်ကွာ။ဟင်းအပါကျွန်တော်အိမ်ကျမှစားတော့မယ်။ကျွန်တော်မိမွေးကေးခဲ့ရမလား။မမွေးပါနဲ့တော့ကွယ်ပြီးမှအပါမွေးပါမယ်။ဒါမှမဟုတ်လေထမင်းချက်အေးအေးပဲစားတော့မယ်။ကျွန်တော်ဘိုက်ကွန်ယူလိုက်ရမလားအစ်ပေါ်ဘိုက်ကွန်ဟူရေးမရှိပေကွန်ကို သူတို့ရောင်းပြလိုက်ဒီကိုသူငယ်လေးကခေါင်းဆောင်မမိတယ် တို့တော်လေဤရသိစိတ်ဖြည့်စကားကို သူတို့နေစဉ်ပြောလေးရှိတယ်။စံဝါထမင်းနဲ့ငါဟင်းဆိုဒီမှာလဲတကယ်မရှိကြောင်းတငယ်ကလေးကတီးပီးတာဖြစ်တယ်။85ဆိုတာလက်ကောင်းနဲ့ကနန်းပဲกว่าဟုအဖိုးအကပြောတယ်။ငါမြပိတ္တရာကျော်စီးတဲ့ငါချီတကောင်ကို အမိုင်တာဖမ်းမိလိုက်ရင်မင်းပဲနဲ့နေပါလိမ့်မယ်။ ကျွန်တော်ကွန်ယူပြီးစာလင်ငါတွေဖန်းစင်တယ်တကားပေါက်မှာအဘကနေပူစာလုံရစ်ပါလားဗျအေးကိုရဲ့ငါမှာမနေ့ကတည်င်းစာရှိတယ်ပေါ်ပွဲတည်င်းကိုဖတ်လိုက်အောင်မယ်မနေ့ကတည်င်းစာဆိုဒီမှာလဲစိတ်ကူးနဲ့ပြောသေးလားတကယ်ရှိသည်လားဟုသူငယ်မသိချေသို့တော်အဖိုးအသည်တည်င်းစာကိုအေးရအောင်မှဆွဲထုတ်လိုက်တယ် ပိုဒီကမှာပယ်ရီကိုကငါ့ကိုပေးလိုက်တာပေါ့ဟုသူကရှင်းပြတယ်။စာရင်ငါးတွေရရင်ကျွန်တော်ပြန်လာမယ်။အဘအဖိုရောကျွန်တော်ဖို့ရောပေါင်ပြီးခြေခဲထဲမှာထားခဲ့မယ်။မနေ့ကျတော့ဝေပြီးယူကြတာပေါ့ကျွန်တော်ပြန်လာရင်တော့ပေပေါ်ရိုက်ပွဲအဆောင်ပြပြနော်။ရန်ကီအတင်းကမရှုံးနိုင်ပါဘူးကွာ။ဒါပေမဲ့ကလီပီလင်အတင်းကိုလည်းစိတ်မချရဘူးအဘရဲ့။ရန်ကီအတင်းကိုစိတ်ချစမ်းပါကွာ။ ီမက်ကင်ယိုကတိတ်ပြီးအရိုက်ကောင်းတာကိုလည်းထက်ထွက်အောင်နော်ကျွန်တော်ကတော့တမ်ပရိုက်ကြားတင်နေကလီပီလင်းကအင်ဒီယန်အသင်းတွေကိုကြောက်တယ်ဗျာဒါတော့လည်းမကြောက်ပါနဲ့ကွာဒီလိုတန်းဆိုရင်စစ်စင်နာတီချိအိတ်နေနဲ့ရှီကာကိုကချိအိတ်ဖြူကိုပါမင်းကြောက်ရမလို့ဖြစ်နေပြီကဲအဘဖတ်ကြည့်ထားပြီးကျွန်တော်ပြန်လာတော့မှပြောပြပါအောင်လေ 85ခန်းအစုံပါတဲ့ထီစဆောင်လာများစုံရင်ကောင်းမလားကွာမနေ့ကဆိုရင်85ရဲ့မြောင်းနေပဲစုတ်ချင်လဲစုတ်ပေါ်အပရဲ့ဟူတငယ်ကပြောတယ်ဒါပေမဲ့89ရဲ့မြောင်းတော်မှာအပငါကြီးကြီးရလာဘူးတယ်မဟုတ်လားဒါမျိုးဟာတကြောမပြန်တတ်ပါဘူးကွာ85ခန်းနဲ့ထီစဆောင်မဲမင်းရအောင်ရှာနိုင်ပါမလားကျွန်တော်မေးဝဲရင်ရမှာပေါ်အပရဲ့ တစားပေါ့ကွာ2ဒေါ်လာခွဲတော့ပေးရမယ်ဒီလောက်ငွေကိုသူများဘသူစီကခဏလှည့်နိုင်မလဲဒါကလွယ်ပါတယ်အပရဲ့2ဒေါ်လာခွဲလောက်တော့ကျွန်တော်အချိန်မရွေးဆွဲလို့ရပါတယ်နေပြီးအေးငါလဲဆွဲရင်တော့ရနိုင်ကောင်းပါရဲ့ဒါပေမဲ့မချင်းမိအောင်နေရတယ်လက်ဦးတော့ဈေးရုံပဲနောက်တော့တောင်းရတဲ့ပွားရောက်ရော နွေရောင်နေစမ်းမှာအဘအူရဲ့စက်တင်ဘာလရောက်ပြီဆိုတာလဲတတိထအောင်ဗျာဟိုတငယ်ကပြောတယ်တီလာမျိုးမှာငါးကြီးတွေရတတ်တာပေါ့ဟုအဖိုးအိုကပြောတယ်မေလာဆိုရင်တော့ဘလူထွက်ဖန်းဖန်းရပါလေကွာစာရင်ကလေးတွေကျွန်တော်သွားပန်းချေအောင်မယ်ဟုတငယ်ကပြောတယ်တငယ်ကလေးပြန်ရောက်လာတော့ခါအဖိုးအိုတီကလထိုင်ပေါ်တွင်အိပ်ပျော်လျက်ရှိနေသည်နေဆုံးဆုံးဝင်သွားလေပြီ သူငယ်တီအဲ့ရပေါ်မှာစစ်သုံးဆောင်ကြီးကိုယူရဲကလထိုင်နောက်မီကိုပတ်လွှားပြီးအဖိုးအိုကြီးပခုံးပေါ်သို့လွမ်းဆောင်ပေးလိုက်တယ်အဖိုးအိုဟာအိုမင်းလာပြီးဖြစ်တော့လေပခုံးကြီးမြန်မာအောဘွယ်ကောင်းလောက်အောင်တမလေးရဲ့ရှင်နေသေးတယ်လေတိုင်းမှာကြက်ခိုင်လေးရဲ့ရှင်နေသေးပြီးအဲ့နေစင်းဆက်စင်းကြနေတော့ကြောင့်တွေ့နေတော့အရင်များကိုတိတ်မမြင်ရပဲရှိတယ် သူ၏ဆက်အင်းဒီမှာအဖတရားတည်ထားသောကြောင့်အဖရာကိုလိုက်ရင်အမွေးရောင်ဆုံးပေါ်နေလျက်ရှိတယ်။အဖိုးအိုဤဥကမာမို့ကဆရာရုပ်တင်ပေါ်နေပြီးမျက်စိများမိတ်ထားသဖြင့်မျက်နှာပေါ်တွင်အတတ်မရှိသလိုဖြစ်နေပုံရတယ်။ဒုဘော်တွင် ဖြန့်ထားသောတည်တင်းစာမှလမောင်းများနှင့်ထားသောကြောင့်ညနေလေးညင်းတွင်လှိမ့်မပါပဲရှိတယ်။ အဖိုးအိုတွင်ဖဏတ်မပါပေသူငယ်ကလေးသည်သူ့ကိုထားရေးထွက်တာပြီပြေးရောက်လာတော့ခါအဖိုးအိုသည်အိပ်ပျော်နေဆဲဖြစ်တယ်ထားတော်လီအပါတငယ်သည်ပျော့ပျော့ဆူဆူနဲ့အဖိုးအိုဤဒုတဖက်ကိုလှုပ်ရင်နူတယ်အဖိုးအိုသည်မျက်လုံးများကိုဖြန့်ကြည့်လိုက်တယ်အခိုက်အတန့်အားဖြင့်ဝေးလံတော့ခီးစေတခုမှပြေးရောက်လာတကယ်တို့ရှိတယ်သောနာသူတီပြုံးလိုက်တယ်မင်းပါရခဲ့တော့ကွာဟုမေးလိုက်တယ် ညစာလေးဟုတငယ်ကပြောတယ်။ကျွန်တော်တို့ညစာစားကြရအောင်။အဘတော့သိမစာသေးပါဘူးကွယ်။အိုးလာပါစားလိုက်ပါအဘရေအစားမစားပဲနဲ့ဘမငါးဘန်းနိုင်မှာလို့။အဖို့အိုဒီတင်းစာကိုခေါရင်ထားလေရဲ့။ငါအဖို့တော့ဖမ်းနိုင်ပါလေကွာဟုပြောလိုက်တယ်။ပြီးလျင်ဆောင်းကိုတလေခေါနေတယ်။ဆောင်းကိုအဘကူမှာပထားစမ်းပါဟု တငယ်ကပြောတယ်။ ျွန်တော်ရှိနေတည်းများတော့အဘဟာအဆမစားပဲငါးဘန်မထွက်စေရပါဘူး။ဒါဖြစ်ငါမီးကြီးအသက်ရာကျော်နေပြီးကြီးပွားချမ်းသာပါစေကွယ်။ဒါနဲ့တို့ပါနဲ့စားကြမှာလဲဟုအဖို့ကမေးတယ်။ပဲနဲ့ထမင်းရဲ့ငါပြောကြော်ရဲ့ပြီးတော့အသားဟင်းနည်းနည်းရဲ့ပေါ့။သူဒီစားချင်အများကိုနှစ်ဆင့်ချိုက်ဖြစ်တဲ့ရေထမင်းဆိုင်မှာယူလာခဲ့တယ်။ သူ့အိတ်ထဲတွင်ဆွန်ခရင်နှစ်စုံဓာတ်နှစုံကိုစက်ကူလက်တော့ပွားနဲ့တစုံစီပတ်၍ယူလာခဲ့တယ်။ဓာတ်ရီမင်းကိုဘသူပေးလိုက်လဲကွာဆိုင်ရှင်မာတင်ပေါ့သူကကျေးဇူးတင်ကြောင်းပြောရအောင်မယ်ကွာကျွန်တော်ပြောခဲ့ပါပြီအဘရဲ့အဘကထက်ကျေးဇူးတင်နေဖို့မလိုတော့ပါဘူးငါသူ့ကိုဝမ်ပြူတာဆူဆူပေးရအောင်မယ်ကွာ သူကျေးဇူးဟာသူ့အပေါ်မှာတခါမကတော့ဘူးနော် ကျွန်တော်လည်းထင်တာပဲအပါဒါဖြင့်ဝမ်ပြတာထက်ကောင်းတာတောင်ပေးဖို့တင်နေတာပေါ့ကွာသူတို့ကိုအတော်ကယူဆိုင်တာကွာသူကဘီယာနှလုံးပေးလိုက်သေးတယ်ငါတို့ဘီယာကိုတန်ဘူးနဲ့အကြိုက်ဆုံးပဲဟုတ်တာပေါ့ဒါပေမဲ့အခုဘီယာကတော့ပလင်းနဲ့ပဲဟတ်တွေဘီယာလေးပြီးမှကျွန်တော်ပလင်းပြန်ပို့ရမယ်အေးမောင်မင်းချီတာကျေးဇူးပါပဲကွာဟုအဖိုးကပြောတယ်ဒါဖြင့်သူများစားကြတော့မလားဟေ့ အဘကိုစားဖို့ပြောနေတာပဲကြာလာပြီဟုတငယ်ကအေးတက်တက်တတာပြောတယ်အဘအစဉ်သိမဖြစ်သေးလို့ကျွန်တော်လည်းချိန်မဖွင့်သေးတာအခုစားပါတော့မယ်ကွာလက်ကလေးပါလေးစေးဖို့ရှိတော့တယ်အဘဘမှာရေသုံးပါလေးဟုတငယ်ကတွေးကြည့်နေမိတယ်ရှာတဲ့ကရေပုံပိုင်းမှာ အောက်ဖက်နလန်းကျော်ဝေးတယ်သူ့အတွက်ရေကပ်ပြီးဒီမှာထားပေးအောင်ပါပဲ။ ဆက်ပြန်နဲ့မြက်တုပ်ပွားကောင်းကောင်းတထည်လဲလိုလိမ့်မယ်ငါနဲ့မစင်စားမိလိုက်တာစောင်းနေမှာအပွားပွေပို့ရှက်အင်းဒီတထည်နဲ့အပေါ်ကုတ်အင်းဒီလဲဝယ်ပေးအောင်ပါပဲဖက်နဲ့တမျိုးမျိုးလဲဝယ်ရမယ်နောက်တဲ့စောင်းတထည်လဲရှာပေးအောင်ပါဟုစင်တိုက်တွင်းနေမိတယ်အသားဟင်းကတော့ပထမတန်းပဲဟေးဟုအဖိုးကပြောတယ် အမျိုးသားဘောလုံးကြိမ်ပွဲမှာတော့ငါပြောလို့ရန်ကီးတွေပဲနိုင်မှာပါကွာဟုအဖိုးအိုကဝမ်းသာအားရပြောတယ်။ခဏသူတို့ရှုံးနေလေအဘဒါလောက်နဲ့မမှုလောက်ပါဘူးကွာ။ဒီမက်ကီယိုချီကအရင်ခြေတိုင်ပြန်မှန်လာတယ်နော်။သူတို့ထက်ကစားဖို့အရန်လူတွေရှိသေးတယ်အဘရဲ့။ဒါတော့လှုပ်ရိုးလှုပ်ရှင်ကိုကွာဒါပေမဲ့သူကအခရာပဲ။ဘရက်ဂရင်းနဲ့ဖီလာဒလာဖီယာအတင်းကစားရင် အဖကတော့ breaking back ကနေလောင်းမယ်။ဒါပေမဲ့ပွဲဟောင်းနေမှာအများကြီးတက်ခွက်တယ်။ This is la ji ကိုမြင်ရမိသေးတာတော့ကွာ။ဒီချိန်မျိုးဘတော်မှာတွေ့ရတော့မှမဟုတ်ဘူးပါရဲ့။ကျွန်တော်တွေ့သိမြတဲ့တော့သူ့ပေါ်လွန်းရိုက်တာအပြေးဆုံးပဲ။နနန်လေးရဲ့ပင်လက်ပြားနဲ့တငါအိုးဆိုတဲ့ဝိထုတိုလေးကိုဒီမှာပဲခဏခဏရှင်းနာခွင့်ပြုပါရှင်။ အနှံ့လေးချုပ်ဖက်ပြတာလေးကို အချင်းပေးနားဆင်ပြပါတော့ချစ်တော်လေးတို့ရေ www အချစ်ပါနော်အမလေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe နဲ့ဝင်ရပေးကြပါအောင်ချစ်တော်လေးတို့ရေစိတ်ညစ်စရာစိတ်ပျက်စရာအားငယ်စရာနှာချင်းစရာတွေကိုအမြဲတူတူရင်ဆိုင်ကြောပြပေးပါမို့အရာရာအားတင်းထားကြမယ်နော် fighting Hello also client ကိုကတည်းနဲ့မမ YouTube channel လေးကနေနှစ်ထွေးစာကြိုဆိုလိုက်ပါတယ်။ဒီနေ့လိမ့်မှာတော့နက်နက်လေးကဆီယမောက်စုရှင်ဘာသာပြန်ထားတဲ့ပင်လယ်ပြားနဲ့တငါဦးဆိုတဲ့ဝတ္ထုတိုလေးရဲ့အပိုင်းလေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်။ဒုစီကပီယာဆိုင်မှာသူလာပြီးတောက်နေတုန်းကမင်းမမိသားလေးငါတို့နဲ့တူငါးမျိုးခေါ်ချင်လိုက်တာခေါ်ဖို့မရေတာနဲ့မင်းကိုခေါ်ပါလို့ပြောတော့ နင်းကလည်းမရေပြန်ဘူးမဟုတ်လားဟုတ်တယ်အပါကြီးအဲ့ဒါအေးရမအမကြီးပဲကျွန်တော်တို့ခေါ်မိရင်သူ့လိုက်ချင်လိုက်မှာသူနဲ့သာတွားခဲ့ပြီးရင်ကျွန်တော်တို့တသက်လုံးပြော့စက်မဲ့ကြံရစ်မှာပဲအပါတော့ဒီမကီယိုကြီးကိုတော့ခေါ်ချင်မိသေးတယ်သူ့ဖေလည်းတန်ငါတယောက်ပဲလို့ပြောကြတယ်ကွာတို့တော့ဆင်းရဲခြင်းလဲဆင်းရဲနေမှာပါဒီတော့ကိုချင်းဆန္ဒတက်မှာပေါ့ စစ်စလာရဲ့အဖေကတော့ဘယ်တုန်းကမှမဆင်းရဲခဲ့ဘူးတဲ့အဲ့ဒီလူကြီးကလည်းကျွန်တော်အရွယ်လောက်ကလေးကပွဲကြီးပွဲကောင်းနေမှာဝန်ဆန်းနေခဲ့တာတဲ့မင်းတို့အရွယ်လောက်တုန်းကတော့ငါဖြစ်အာဖရိကတိုက်ကိုသွားတဲ့ရွှေသွင်းပေါ်နဲ့လိုက်နေရပြီညနေစာမှာချင်းတစ်တွေကန်းချီထွက်ကြတာကိုမြင်ခဲ့ရဘူးတဲ့တိတာပေါ်အဘကကျွန်တော်ကိုပြောဘူးလို့ဒါဖြစ်ငါတို့အာဖရိကအကြောင်းပြောမလား Paper's ကစားပွဲအကြောင်းပြောကြမလား baseball အကြောင်းပဲဆက်ရင်ကောင်းမယ်ထင်တယ်ဗျဟုတငယ်ကပြောတယ်။ပြီးတော့ဂျွန်ဂျင်မက်ဂရောရဲ့အကြောင်းကိုပြောပြပါအောင်။သူလဲပဲဟိုတုန်းကတော့တခါတည်းရန်လာတတ်တယ်။ဒါပေမဲ့သူကအပြောကျန်အနေကျန်ကြည့်ပဲပြီးတော့မူးနေတဲ့အခါဆိုရင်ဆက်ဆံရခတ်တယ်။ဘောလုံးရောမြင်းပွဲရောဝါသနာပါတယ်။သူ့အိတ်ထဲမှာမြင်းတဆွေစာရွက်တွေအမြဲပါတယ်။တယ်လီဖုန်းနဲ့လန်လန်ပြီး ရင်းလောင်းတာလည်းမကြခဏပဲသူကဘောလုံးအတင်းကောင်းဆောင်ကောင်းတရာအဖေကတော့သူ့ကိုအတော်ဆုံးပေါ်တင်ကောင်းဆောင်လို့ထင်နေတဲ့အပရဲ့ဒါတော့သူကဒုဘက်ကိုလာနေကြမို့ပါကွယ်အဖိုးကပြောတယ်တကယ်လို့သူတို့ချဆိုတယ်လူလဲတိုးစီကိုခဏခဏလာရင်သူ့ကိုအတော်ဆုံးကောင်းဆောင်ဆိုပြီးမင်းဖေကအထင်ကြီးအောင်မှာပါကွာတကယ်အတော်ဆုံးကောင်းဆောင်ကဘသူတော့အပရဲ့လူကယ်လာ မိုက်ကွန်ဆေးလာသူတို့နေရာစလုံးတန်းတူပဲလို့ငါထင်နေပြီးတော့တငါတွေထဲမှာဆိုရင်ပြင်ကျုပ်တို့ပါဟာအတော်ဆုံးပဲပြဟုတ်ပါဘူးကွာငါတဲ့တော်တာလေးတပုံချီပါစဉ္ညာစီစီအပရဲ့တငါကောင်းနေလဲရှိကြတဘောပြီးတော့တကယ်ထူးချွန်တဲ့တငါတွေလည်းရှိပါရဲ့ဒါပေမဲ့အပလိုလူကတော့အပတယောက်ပါပဲ ကျေးဇူးတင်တယ်ဟေးမင်းပြောလိုက်တာနဲ့အပါစိတ်ချမ်းသာသွားပြီတော်တော်ကြမှာမှန်းချက်နဲ့နှမ်းထွက်လွဲအောင် လုပ်မဲ့ငါးကြီးတကောင်တမီမပေါ်လာပါစေနဲ့လို့အောက်မေ့ရတာပဲအပါပြောတဲ့လောက်သာတမသိရင်အဲ့ဒီလိုငါးမျိုးဆိုတာရှိတော့မှမဟုတ်ပါဘူးငါ့ကုငါသင်တော့တော့အရှိချင်မှရှိအောင်မအောင်ကွယ်အဖိုးကပြောတယ်ဒါပေမဲ့ငါးဘက်နဲ့ပြည့်ရည်တည်တော့အပါအများကြီးတည်တယ်အပမှာဆွဲလဲရှိတယ် ကင်ဒါဖြစ်အပအိတ်တော့ဒါမှမနဲ့ကြရင်လမ်းဆက်နေမှာကျွန်တော်လည်းပစ္စည်းတွေစိုင်ပြန်ပို့လိုက်အောင်မယ်ဒါဖြစ်အိတ်ကြော်မယ်ကွယ်မနဲ့ကြရင်မင်းကငါလှန်နှိုးမယ်ဟိအဘကကျွန်တော်ရဲ့နှိုးဆက်ကြီးဖြစ်နေပြီဟုတ်တငယ်ကပြောတယ်အသက်ကြီးလာတော့နှိုးဆက်လို့အချိန်မှန်တော့တာပေါ့ကွယ်အဖိုးကပြောတယ်အသက်ကြီးတဲ့လူတွေဘာကြောင့်ဆူဆောင်းလို့ကြတယ်လဲတိလား တရက်တရက်ကိုအစိမ်ပူပြီးနေရအောင်လို့များလောက်ကွယ်ကျွန်တော်တော့ဒါကိုမသိဘူးဟုတငယ်ကပြောတယ်ကျွန်တော်အတိတ်ကတော့လူငယ်တွေဟာနေမြက်အောင်အိတ်တဲ့အပြင်အိတ်လဲကြည့်ကြတယ်အင်းတို့လဲငငယ်ကဒီတိုင်းပဲဆိုတာမမီပါတယ်ကွယ်မင်းကငါအချိန်မီလာနိုးမယ်ကွယ်ဟုတ်လားကျွန်တော်ကိုသူတို့လာမလို့စေခြင်းဘူးသူတို့နိုးမှထားရတယ်ဆိုရဲစိတ်ထဲမှာအောက်ကြောက်နောက်ကြနိုင်တယ်လို့ပဲ အေးပါကွာတိပါလေကြော်အောင်သာအိတ်တော်အပါရေတငယ်ထွက်သွားလေဤသူတို့စားတောင်းနေခြင်းကစပွဲနိုင်မင်းထုံးခဲ့ခြင်းအဖို့အတီမှောင်နေတယ်ဘောင်းမီကိုချလိုက်ပြီးနောက်အိယာတို့ဝင်နေအဖို့အတီတတင်းစာကိုဘောင်းမီနဲ့ရောရဲလေးလိုက်ပြီးခေါင်းဝန်အဖြစ်အောင်နေသူတီတန်းခတင်ပေါ်တယ်အခြားတတင်းစာဟောင်းများကြံခဲလျက်ကိုကိုစံပတ်ရေးအိတ်လိုက်တယ် ကြမိပင်အဖိုးအိုအိပ်ပျော်သွားတယ်ထွန်းနောက်တငယ်ဘွားဖြစ်ရောက်ခဲ့ဘူးတော့အာဖိကတိုက်ကြောင်းကိုအိမ်မက်မက်လေးတဲ့ရွှေရောင်ငွေရောင်ထားနေတယ်ရှေးလျာတော့ကန်းချီတန်းများကိုတွေ့ရတယ်ချူလာတော့တဲတောင်များမှာမျက်စိချင်းချီအားဖြစ်တယ်မြင့်မောက်တော့ကမ်းပါငူစုံများညှိုးမိုင်းတော့တောင်ကြီးများလည်းပါတယ်သူကညစဉ်အိမ်မက်ထဲမှာထိုးကန်းချီတစ်လျှောက်ကိုရောက်သွားပြီး ဒီလိုင်းလုံးများနဲ့ရိုက်ပုတ်တန်တွေကိုကြားရတယ်။လိုင်းလုံးများကြားမှာတန်ရင်သားတို့ရဲ့လင်ငယ်များလှလှပုံကိုလည်းမြင်မဲ့ရတယ်။အရင်နဲ့တင်မောဝမ်ကောင်းမှာတတရားနဲ့ဖွဲ့လျက်အနန္တီတို့ကိုရှူရှိုက်ရပြီးလက်ခင်းလေးရင်းနဲ့တူပါလာတတ်တော့အာဖရိကတွန်းတဲ့တောင်နှင်းတို့ရဲ့ရရှိမြဲဖြစ်တဲ့ ကောမီနန်တင်းတင်းကနှာဝတို့တွဝင်လာသည့်အချိန်ရောက်တိုင်းလိုလိုပင်သူတီအိညာမှနှိုးလာတတ်ပြီးအဝတ်စားဝတ်ကတငယ်ကလေးကိုသွား၍နှိုးလေရှိတယ်။ယနေ့ညာဖို့မူအိမ်မက်ထဲ၌ကောမီနန်ဆော့ဆော့စီစီတင်းလာတယ်။အချိန်မတော်သေးကြောင်းသိရပြီးအိမ်နေလိုက်ရာပင်လယ်ထဲမှထိုးထောင်ရေးထွက်နေတော့ကျွမ်းများဤကုန်းထိပ်ပြူများကိုဆက်ပြီးအိမ်မက်မှနေတယ်။ကျွမ်းနောက်ကနေကြီးကျွမ်းများပေါ်မှာ မရီလန်းကြောင့်များနဲ့ပင်လန်းစိတ်ကန်အမျိုးမျိုးတို့ကိုအိမ်မက်မက်နေကြတယ်။အဖိုးအသည်အိမ်မက်ထဲ၌မှုန်တိုင်းများအကြောင်းကို၎င်းမိန်းမများအကြောင်းကို၎င်းအတင်ကြရအဖြစ်ပြများအကြောင်းကို၎င်းငါချင်းများအကြောင်းကို၎င်းငါချင်းများနဲ့အကျိတ်ရနဲ့အလူအရအပြန့်ယူပုံကသူသူစနီးဤအကြောင်းကို၎င်းမလေးမထမရှိတော့ပြီယခုခါ၌သူသည် ရောက်ခဲ့ဘူးတော့ဒေတာများနဲ့ကန်းချေပေါ်မှာချင်းတင်များအကြောင်းကိုသာအိမ်မက်မလေးရှိတယ်။ချင်းတင်များဒီကြောင်ကလေးများတကောင်တပုံးကတပ်ပုံနေတည်နေနေဝင်စီးတာအချိန်နဲ့ကစားမြူတူလေးရှိတယ်။ဆိုချစ်တင်များမှာတငယ်ကလေးကိုချစ်တလောက်ပင်ချစ်လေသည်။သူဒီတငယ်ကလေးအကြောင်းကိုဘတော့မှအိမ်မက်မမက်ပင်သူဒီပုံမှန်အတိုင်းနိုးလာပင် အကားပေါ်ဟင်းလင်းမှနေ၍လာကိုမော့ကြည့်လိုက်တဲ့သူနာကောင်းအောင်လို့ရေအိတ်တော့ပါမိကိုဖြန့်ရေးဝတ်တယ်။တဲပြင်တို့ထွက်ရေအပေါ်သွားပြီနော်။တောင်ကုန်းလန်ကလေးတိုင်းတဲ့ရေတငယ်ကလေးအားနှိုးရန်လာခဲ့တယ်။နနခင်အေးအေးတန်ကြောင့်သူ့မှာချမ်းတုံကြီးနေတယ်။ဤသို့ချမ်းတုံရင်ကပင်နှွေးလာလျက်မကြာခင်လှေကိုလောက်ခတ်၍ထက်ရချီအောင်မေ။တငယ်ကလေးနေထိုင်ရအိမ်မှာတကားပေါက်မှာတွက်ခတ်မထားခြင်း အဖို့အတီတကားကိုဆွဲဖွင့်ရေးဖတ်မှတ်မပါတော့ချက်တော့ဖြင့်ချင်းချင်းစွာဝန်သားလေတဲ့တငယ်လေးသည်အရှိကန်းတွင်ခတင်းကလေးတစ်လုံးပေါ်၌အိပ်ပျော်လျက်ရှိတယ်။အလင်းရောက်ဆိုးဆဲလာရောက်အောင်တင်တငယ်ကလေးအိပ်ပျော်နေသည်ကိုအဖို့အကာကောင်းစွာမြင်ရတယ်။တငယ်ကလေး၏စေတပတ်ကိုညင်သားစွာဆွဲလျက်တငယ်ကလေးနှူးလာသည့်အချိန်ကင်ထားလိုက်တယ်။ နိုးလာတော့တငယ်ကလေးသည်သူ့ကိုလှမ်းကြည့်လိုက်တယ်။အဖိုးအိုကကောင်းငင်၍ပြလိုက်တော့ခါသူငယ်ကလေးကကတင်ပေးရှိကလထိုင်းပေါ်မှပေါင်းမိကိုဆဲယူတယ်။ကလင်ပေါ်တွင်ပေးဆောင်ထိုင်၍ပေါင်းမိဝေပီးသားချစ်သွားတယ်။အဖိုးအိုသည်တကားပေါ်မှပြန်ထွက်လာခဲ့စဉ်တငယ်ကလေးသည်နောက်ကပါလာခဲ့တယ်။တန်ငယ်ကလေးမှာအချင်းမူတူဖြစ်ရင်လေတော့ကြောင့်အဖိုးအိုကသူ့ပခုံးကိုတိုင်းဖက်ပြီး မင်းကလို့ရတာအာနာတဲ့ကွာဟုပြောလေတယ်။ခြံကြီးစီအပြားအပကလည်းလှုပ်ချက်ရှိတဲ့အလုပ်ကိုလုပ်ရမှာပေါ့ဗျာဟုတငယ်ကလေးကပြန်ပြောတယ်။မြောက်သားကအဖိုးအိုကြီးတဲဆုပ်ရှိရာသို့နှိမ်လျှောလန်းကလေးတိုင်းဆင်းရှားလာကြတယ်။လမ်းရှိချောင်းလုံးမှောင်နေမမဲဖြစ်တယ်။ဖနှက်မပါတော့သူများသည်ပြရတညာကိုထန့်လျရဲ့သူတို့ကဲ့သို့ပင်လျှောက်သွားနေကြတယ်။အဖိုးအိုကြီးတဲဆုပ်သူရောက်ကြတော့ခါ တငယ်ကလေးတီငားမြကျူးခွေများထဲထားတော့ချင်းနောက်ကိုယူရင်းမိန်းနဲ့တန်ချိတ်ကိုတစ်ဖက်ကဆွဲတယ်။အဘိုးအော်တီရက်လေရေပတ်ထားတော့ရက်တန်ချီကိုယူကာထန်လိုက်တယ်။ကော်ဖီတောက်တော်မလားအပါဟုတငယ်ကပြောတယ်။ဒါတွေကိုလေထဲမှာသွားထားအောင်မယ်လေပြီးတော့တောက်ကြတာပေါ့။သူတို့ဒီတငယ်တိုင်းများတော့နက်နက်ဆော့ဆော့ဖွင့်လှစ်ပြီးတော့ကော်ဖီဆိုင်ကြီးနိုးစီပုကွန်အလွန်များပြေကော်ဖီဝယ်ရေးတောက်ကြလေတယ်။ ငါကအပါအဲ့လိုပြောရလားဟုတငယ်ကမေးတယ်။အဖို့အတီအိမ်ငှက်ကြော်တော့လေအချင်းတလူလူရှိနေစေပင်ဖြစ်တယ်။အဲ့လိုကောင်းပါလေမာနူလင်းရဲ့ဟုအဖို့ကပြောတယ်။ငါဒီနေ့တော့ကျင်းဒီပါကိုတွက်နေမိတယ်ဟိ။မြောက်သားတီအဖို့အီတဲဆုံမှာကန်ဆက်သူဆင်လာကြတယ်။အခြားတန်ငါများလည်းရွှေများကိုထန့်လျက်ဆင်လာကြတယ်။ ျွန်တော်လည်းဒီတိုင်းတွေ့တာပဲအပရဲ့ဟုတငယ်ကပြောတယ်အခုကျွန်တော်အပဖို့ရောကျွန်တော်ဖို့ရောစတဲ့ငါတွေနဲ့ငါစားလက်လက်ဆက်ဆက်တွေတွားယူလိုက်အောင်မယ်ကျွန်တော်ဆရာကတော့သူပစ္စည်းတွေသူပတာသူတဲ့တယ်တခြားသူတဲ့ပေးတာကိုဘတော်မှမကြိုက်ဘူးတို့ကတော့ဒီလိုမဟုတ်ပါဘူးကွာငါဆိုရင်မင်းတန်၅နှစ်လောက်တည်းကတဲခွင့်ပေးခဲ့တာဟုအဖိုးကပြောတယ်ကျွန်တော်သိပါတယ်အပရဲ့ဟုသူကပြောတယ် ကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ်နော်အပနောက်ထပ် coffee မှာတောက်အောင်ဒီဆိုင်မှာကျွန်တော်တို့အကျွေးရတာပဲနန်းနန်လေးဖတ်ပြပေးတယ်ပင်လယ်ပြားနဲ့တငါဦးဆိုတဲ့စာအုပ်လေးကိုဒီမှာပဲခိတကနာရနာကွင်းပြပါရှင်နန်းနန်လေးဖတ်ပြပေးတော့ကို အချင်းပေးနာဆင်ပြပါတော့ချစ်တော်လေးတို့ရေ www.ajipan နော်နန်းနန်လေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရောက်ပေးကြပါအောင်ချစ်တော်လေးတို့ရေ ဆွေညစီအဆွေပြစီအငယ်စီအနာကျင်ကြတွေကိုအမြဲတူတူရင်ဆိုင်ပေးမှာမို့အရာရာအတင်းထားကြမယ်နော်ဖိုက်တင်း